အားလုံးပဲမင်္ဂလာပါရှင်။ဆရာမခင်နေယူရေးသားထားတဲ့ပဝါတကန်းဆိုတဲ့ဝိတုလေးရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။အချစ်ဟာတိတ်ထင်းချုပ်လွန်းတာပဲလို့လဲယူဆမိရဲ့ချစ်သူတယောက်အနေနဲ့ချစ်သူပါကို မောင်နှမ်းခွင့်မရှိဘူးလား။မောင်ကရောချစ်သူကိုအိန္ဒြေပြတ်အောင်ထိပါမာတယ်လား။ဒါပေမဲ့ချစ်သူစကားကပြတ်သားပါတယ်။ မောင်ကမဖောက်ပြန်လဲကျမကဖောက်ပြန်တဲ့စိတ်ဝင်လာရင်မခတ်ဘူးလားတဲ့ကိုယ်စိတ်ကိုနိုင်လို့ထိန်းတာမဟုတ်ဘူးမနိုင်ပါဆိုလို့ထိန်းရတာတဲ့မောင်လဲဘာမှမပြောတာဘူးရှင်ထဲမှာတော့အတွေ့တစ်ခုဝင်သွားတယ်မောင်ကိုနန်းခွေမပေးတာရဲ့မောင်နောက်ကိုခိုးရမလိုက်နိုင်ဘူးဆိုတာရဲ့အဲ့ဒီညာကတီးခဲရတာမောင်ချစ်တယ်လို့အချစ်ကမချစ်ဘူးလို့ထင်ခဲ့တယ် စားပွားကိုနှစ်ယောက်လက်မှာရစ်တိုင်းပြီးငွေဖလားထဲမှာရေသွင်းပြီးစုလျားရစ်ပတ်ထိမ်းများတဲ့လက်ထက်ပွဲတပင်မှာလက်ထက်တာလားအချစ်ကအရေးကြီးသလားလက်ထက်ချင်းအခမ်းအနားကအရေးကြီးသလားဆိုတာမောင်တစ်ဖက်သက်တွေးမိရဲ့ချစ်သူအပေါ်မှာယုံစားမှုမရှိတဲ့မိန်းမတယောက်ကို မောင်လက်ထက်လို့ကတော့မောင်တို့လည်းအထစ်အငေါ်ဖြစ်မှာပဲလို့မောင်တယူတန်စိတ်နဲ့ မောင်အဒီညာက နောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်တယ်။နူးညံ့ပျော်ပြောင်းတဲ့အချစ်ညာလက်ကို မောင်ပါမအပ်ပြီးဖြည်းဖြည်းလေးမောင်နမ်းခဲ့တယ်။မောင်ကတော့နှုတ်ဆက်အနမ်းအချစ်ကတော့ပြောတဲ့စကားထဲမှာမျှော်လင့်ချက်တွေရှိနေတယ်။ဒီနေ့ညာလက်နောက်နေ့ဘယ်လက်လက်ထက်တဲ့အခါကျမှပဲလို့ဆိုပြီးအချစ် ရှေ့စကားမဆက်ဘူး။မောင်စုပ်ကင်ထားတဲ့လက်ကလေးကိုမလွတ်ခင်အချစ်မျက်နာကို ကြည့်တော့လရောင်ပတ်နေတဲ့မျက်လုံးအစုံမှာမျက်ရည်စားရနေ။တိပါတယ်လေ။အချစ်ဘလို့ခံစားနေရတယ်ဆိုတာ။ချစ်သူအလိုကိုလိုက်ချင်တဲ့ဆန္ဒနဲ့ထိန်ချုပ်မှုကိုဦးစားပေးတဲ့စိတ်တွေအချစ်ရင်မှာအားပြိုင်နေကြတယ်။မောင်တို့နောက်ဆုံးတွေ့ရခြင်းပါပဲ။ ဘယ်တော့မှလည်းတယူတရနန်းခဲ့ရတဲ့ဒီလက်ကလေးကိုမမေ့ခဲ့ဘူးအခုအမေရိကမှာအနန်းတွေဖော်ဖော်တည်တည်ရတိုင်းတိတ် rigid ဖြစ်တဲ့ချစ်သူကိုတတိအမြဲရနေတယ်ဆိုရင်ယုံပါရက်ရောတဲ့အနန်းကိုမရတာနဲ့နောက်ဆက်တွဲအတွေးကိုချော်ပြီးမောင်မေကြီးမြင့်ကိုလက်ထက်ခဲ့တယ်သူကမောင်ခေါ်ရကိုချောချောချူချူလိုက်တယ်မောင်ကိုယုံတယ်လေ ဇနီးမယားတယောက်ရဲ့ယုံကြည်မှုကိုယောက်ျားတယောက်ဟာ မရရင်လက်ထပ်မရအောင်မြင်ပါမလားလို့အချစ်အပေါ်မောင်တန်တရားဖြစ်ခဲ့တယ်။မောင်ကြိုးစားခဲ့သလိုအဲ့ဒီတုန်းကအမေရိကကိုမသွားဖြစ်ဘူး။မေကြီးမြင့်နဲ့လက်ထပ်ပြီးနှစ်နှစ်အတွင်းမှာခိုးရလာရဲတာတွေချစ်သူကိုယုံနေဆိုတာတွေဟာတကယ်အိမ်အောင်ရင်းနဲ့မဆိုင်တော့ဘူးလေ။နှစ်ယောက်သဘောချင်းမတိုက်ဆိုင်မှုတွေ နေချင်းနဲ့အတွေးခေါ်ရကြနှစ်ယောက်သားပေါင်းတာနေရတယ်အစင်ကမပြေဘူးကလေးသုံးယောက်သားရလာရောသမီးတွေအရွယ်မရောက်ခင်မှာမောင်ဟာရူဘီနဲ့တွေ့ခဲ့တာပါဟုတ်တယ်ဒီမိန်းမနဲ့မောင်ဆယ်နှစ်ဆယ်မိုးအိတ်ခဲ့ပေမဲ့တရားဝင်မရငယ်အဖြစ်မယူခဲ့ပါဘူးအမေရိကကိုသမီးတွေအရွယ်ရောက်ပြီးထွက်လာခဲ့တော့ရူဘီကိုထားခဲ့ပါတယ် ဇနီးမေဂျီမင်းနဲ့သမီး၃ယောက်ကိုအတူခေါ်ပြီးအမေရိကကိုထွက်လာခဲ့တယ်။မောင်မွန်တာနာမှာအခြေချခဲ့တယ်။လင်းဝစ်တရားကိုကျေပွန်အောင်အင်တာဆောင်မီးတပြောင်ထားခဲ့ပါတယ်။မောင်မြန်မာပြည်ကမထွက်ခင်အချစ်နဲ့ဖုန်းပြောဖြစ်တယ်။အချစ်ကအဲ့ဒီတုန်းကပြောခဲ့ပါတယ်။မောင်ဟာမေဂျီမင်းကိုအချစ်ကိုတော့မပေးဘူးတဲ့။မောင်ကြာလေကြာလေ မေတီမြင့်အပေါ်အချစ်ရောပါလာတာကိုတော့မဝင်ခံပါနဲ့။ပေါင်းတင်လို့တော့ရတယ်။ရှင်နှဲမှာအချစ်စိတ်တော့မရှိတော့ဘူး။သူလည်းအချစ်ပြောသလိုပါပဲ။မြမပြီမာတော့ကရူဘီနဲ့မောင်ဖြစ်ကြတဲ့ကိစ္စအတွက်စိတ်ထိခိုက်တာလည်းပါတယ်။မောင်ကသူ့အပေါ်လှိုက်လိုက်လဲလဲမရှိတာလည်းပါမယ်။တမီးတွေလက်ထပ်သွားတော့တမျိုးစီဝေးသွားတာလည်းပါမယ်။စိတ်ယောဂါရလာတယ်။ ခုတော့မောင်တို့မျိုးနဲ့လှမ်းနဲ့စိတ်ယောဂကုစေယုံမှာမင်းကြီးမြင့်ကိုထားရတယ်။သူတမီ၃ယောက်ကလည်းတလားတခါမောင်ကလည်းတလားတခါသွားကြည့်ပါတယ်။၄ယောက်ရက်ခွဲပြီးသွားတွေ့ကြတော့တပတ်တခါဖြစ်သွားပြီးသူ့အိမ်သားတွေနဲ့တွေ့ရတာပေါ့။စိတ်မမှန်တော့လဲစကားလည်းမမှန်တော့ဘူး။မောင်ကလည်းအကောင်းမပြောတော့ဘူး။မာရူဘီနဲ့တွေ့ခဲ့တဲ့အချိန်တွေမှာ မောင်ကိုပြောလို့ပြီမဲ့မပြောခဲ့ရတာတွေအခုစေယောကရာမပြောတော့တာပဲမောင်သူ့ကိုပြစ်မထားပါဘူးအချစ်ရဲ့ခယူးဆိုင်ပါတယ်ဒါပေမဲ့လင်မယား အချစ်မျိုးနဲ့တော့ချစ်လို့မရတော့ဘူးအချစ်အချိန်အားရင် um pemberton ရေးတဲ့ goddess ဆိုတဲ့ဝိတုကိုဖတ်ကြည့်ပါအချစ်မောင်ဘဝကိုသဘောပေါက်လာလိမ့်မယ် ဆရောကတဲ့တယောက်ကိုပေါင်းတင်နေရတဲ့လင်သားတယောက်ဒုက္ခကိုသိမယ်။မောင်က မောင်ဘက်ကရှောက်လဲခြင်းလို့ရေးတာစင်ချင်းပေးနေတာမဟုတ်ပါဘူး။လင်သားတယောက်ဝတ်တရားရှိတဲ့အတိုင်းစောင့်ရှောက်နေတယ်ဆိုတာတော့အချစ်သိစေခြင်းနဲ့အချစ်တို့မိမိဆုံးပြီးရန်ကုန်ကိုကြောင်းအုပ်လုံးနဲ့အချစ်ပြောင်းလာရတယ်ဆိုတာမောင်သိရတယ်။အချစ်မှာအနှောင်ဖွဲ့တွေกินတဲ့အခါကျတော့မောင်မှာအနှောင်ဖွဲ့တွေနဲ့ ခုတော့ညာတိုင်းဗနေရောက်နဲ့ကြွဲပြီးပြန်လာခဲ့ပြန်လာခဲ့အိယာမိုးရင်ခင်အချစ်ကိုတိတ်တတိရတယ်လာတာတဲ့ညာတညာနောက်ဆုံးတွေ့ချိန်နန်းခဲ့ရတဲ့လက်ကလေးတစ်ဖက်ကို မောင်ပါလို့တသက်မမေ့နိုင်ရတာလဲတွေးလို့မရဘူးတင်ထွန်းအောင်စီက အချစ်လိမ့်စာနဲ့တယ်လီဖုန်းတောင်းပြီးမောင်ဆက်သွယ်ရတာပါမိခင်ဆုံးပြီးအထီးကျန်ရစ်ခဲ့တဲ့မောင်ချစ်သူကို မောက်အမားတွေဝန်ခံရင်း ညာတိုင်းလိုဖုန်းဆက်အားပေးနေရတာပါ။မောင်သိပါတယ်။ချစ်သူဟာအားငယ်တတ်တယ်။ဒါပေမဲ့အားငယ်စိတ်ကိုတင်ပြီးနေတယ်ဆိုတာသိတယ်။ဒါယနာတည်တဲ့သတင်းပြောတဲ့ညာကချစ်သူကမောင်ကိုကိုယ်ဇနီးပြစ်ထားတဲ့လူလို့ဆိုလိုက်တော့မောင်ဝမ်းနေတာအမှန်။ချစ်သူကလည်းအကင်းပါလိုက်တာ။မောင်အတန်ကြားတာနဲ့မောင်ဘလို့ခံစားသွားရတယ်ဆိုတာသိတယ်နော်။ ဒီလိုအကင်းပါမှု နားလည်မှုလေးတွေကြောင့်မောင်ပူချစ်ရပေမဲ့မောင်တို့နှစ်ယောက်ဘဝကပြန်လည်ဆုံစည်းဖို့မဖြစ်ဘူးဆိုတာမောင်နားလည်ပါတယ်လက်ထပ်ပြီးဇနီးမယားတယောက်ကိုချစ်မရတဲ့မောင်ကိုတော့အချစ်ခွင့်လို့ပါယောက်ျားတို့ဝတ္တရားရှိသည့်အတိုင်းရောသားသမီးအပေါ်မှာဖခင်တရားဝတ္တရားကိုရောမပြတ်ခဲ့ပါဘူးချစ်ရဲ့စာကိုဆက်ဖတ်လိုက်ပါဦးမယ် မောင်ဒိုင်ယာနာအကြောင်းပြောတော့ပြီးကျမအိမ်မရခဲ့တာအမှန်။နောက်နေ့ မောင်စီကတယ်လီဖုန်းလာချိန်ကိုမျှော်နေတယ်။ညင်း9နာရီလောက်မှ မောင်စီကစာရောက်လာတယ်။ကျမမောင်ကိုတောင်းပန်ပါတယ်။မောင်ဇနီးနဲ့ပတ်သက်လာရင်ကျမကမောင်ဇနီးဘက်ကရှင်းနေလိုက်ရတာပါ။ဖြစ်များဖြစ်နိုင်ရင်နှစ်ယောက်ပြန်လဲနားလည်မှုရအောင်ပြန်လဲတင်းမြတ်ဖို့အရေးမှာ ျမဟာအနှောင့်ယှက်တစ်ခုမပြည့်စေခြင်းဘူးကာလာရှည်လျားစွာပေါင်းလာတဲ့လင်းသားတယောက်ကို သူမချစ်ဘဲနေမလားမောင်တို့နှစ်ယောက်အကြောင်းအနီးကပ်မသိတော့လဲမောင်တို့ပရိပခရဲ့ဇင်းမြစ်ကိုကျမမပြောနိုင်ဘူးဒါယာနာကတော့သေသွားပြီ သူနဲ့ပတ်သက်ပြီးတတိတံဝေကရတယ်ခေါ်မလားသင်ငန်းစာရတယ်ခေါ်မလားကျမတွေးခေါ်မိတယ် မောင်တိတယ်လေကျမကဝေးတီခေါင်နဲ့တောင်ချိုင်ဝမ်းတွေအလေကမြို့လေးမှာမွေးဖွားလာတယ်။မောင်နဲ့တွေ့တော့တက္ကသိုလ်ပြိုဖြူတွေမှာကျမကတော်ကြီးကန်းလို့ပါ။မောင်ချစ်တယ်ဆိုတာကိုလည်းအဲ့ဒီတုန်းကအံ့ဩလို့မဆုံးတော့ဘူး။ကျမဘီအီဒီအောင်တဲ့အထီရောမြို့ကိုပြန်ပြီးအလုပ်လုပ်တဲ့အထီပါ။မောင်ဟာကျမအပေါ်ချစ်ခဲ့တယ်။ခုလေအမေရိကကိုထွက်သွားပြီမဲ့ ကိုတင်ထွန်းအောင်စီကလိမ့်စာရောဖုန်းရောရှာပြီးကျမကိုပြန်လဲဆက်သွယ်ခဲ့တယ်။အချစ်တယောက်တည်းအထီးကျန်လို့စိတ်ထက်ကြတယ်မထင်နဲ့။နိုင်ငံခြားမှာအလုပ်လုပ်တဲ့လူတိုင်းလိုလိုစိတ်ထက်ကြတယ်လို့မောင်ကပြောတယ်။မောင်လည်းအစကတော့အလုံးနဲ့မိသားစုနဲ့ပြောတလူဖြစ်လာပေမဲ့အခုသမီးတွေလည်းအိမ်ထောင်ခွဲမိကြီးမြင့်နဲ့လည်းအဆင်မပြေတော့ မောင်စိတ်တက်ကြတယ်။ဒါကြောင့်မောင်အချစ်စီကိုလိမ့်စာရှာပွေပြီးဆက်သွယ်ရတာ။အချစ်ကတော့မောင်ကိုမေ့ထားပြီပေါ့လို့မောင်ကပြောတယ်။မောင်တော့အချစ်အတန်ကြားရင် စိတ်တက်အင်အားပြန်ပြီးပြည်လာလို့စက်တာပါတဲ့။ကျမလည်းမောင်အတန်ကြားရင် အင်အားပြည်လာလို့ကျေးဇူးတင်ပါတယ်။မောင်ပြောတဲ့ love will keep us alive ဆိုတဲ့စကားလုံးဟာသိမ့်မှန်ပါတယ်။မောင်ခွဲခွာသွားပြီးမိမိဆုံးပြီးတဲ့နောက်အသေးလိုအထီးကျန်သွားတဲ့ဘဝဟာ မောင်အချစ်ကြောင့်ရှင်ပြန်ထမြောက်လာတယ်။အသက်ဝင်လာတယ်ဆိုရမှာပေါ့။ဒါယာနာကွယ်လွန်တော့တချို့ကလည်းမြေမုံတွေကဒါယာနာမြေမုံနဲ့ရောက်သွားတယ်ပေါ့။သူအတွက် ဝမ်းနဲ့ကြေကွဲစွာတခြင်းတွေတည်ကုန်းဆက်ဆူကြတယ်။မမြဲတဲ့အနေစာသဘောကိုလည်းဆင်ခြင်ကြတယ်။ကျမကတော့ဓာလောက်လှပချုံမော်တဲ့မိမတယောက်ဘာဖြစ်လို့များလင်သားဖြစ်သူချားရဲ့အချစ်ကိုမရပါလဲတွေးမိတယ်။ညာတော့အဖြစ်ကျမတတိယတလောက်ကျမတိယတလောက်ယောက်ျားတွေဟာအလှကိုမတ်မောကြတာပဲလို့ကျမထင်တယ်လေ။မောင်လေး မေကြီးမြင့်ကိုလက်ထက်တဲ့အချိန်မှာကျမထက်လာတယ်ဆိုတဲ့အကြောင်းတစ်ခုလည်းပါခဲ့ပါတယ်။ဟုတ်တယ်မဟုတ်လား။အခုဒါယာနာဆုံးတော့ယောက်ျားတယောက်အခြေခံရဖို့အင်ထောင်ကြီးအရှိတီတန့်ခိုင်မြဲဖို့ဟာ မိမတယောက်အတွက်အလားတကူတည်းနဲ့မပြီးပါလားလို့တတိတံဝေကဖြစ်မိရဲ့။ချာနဲ့ကွာရှင်းပြည့်စဲပြီးရဲ့နောက် အချစ်သည့်ရှာရာအတွက်ဒါယနာမှာအပြည့်မရှိပါဘူး။သူလဲသူ့နှလုံးသားကို အချစ်နဲ့ပြန်လဲရှင်သန်ခြင်းမှာပေါ့။ပုထုဆင်ပဲလေ။လူတွေကလည်းဒါယနာအပေါ်သူလဲလေလောကီသားပေမို့ဆိုတဲ့စကလုံးနဲ့ငဲ့ညာစွာ ကောက်ချက်ချကြပါတယ်။မတူတာတွေကတော့မြန်မာနဲ့အနောက်ဟာကွာဟာချက်တွေအများကြီးပဲ။ လိုင်ထိတ်ကောင်တင်ဟာအင်းရှိမီပြားပဲအင်းရှိမင်းသမီးပေါ့ကနောင်မင်းသားကြီးကသူ့ကိုလစ်လျူရှူတာကိုကာလာရှိလျားစွာခန်းစားခဲ့ရပါတယ်။ဒါတော့ထန်းတပင်မင်းသားအတွက်တားချော့တခြင်းတွေဆက်ဆိုရင်လင်းတော်မောင်ကိုရည်စူးပြီးဘောလေပတ်ပြိုးတွေတီကုံးရင်ကျင်ရတော်မင်းသားကြီးလဲသူ့အပေါ်စိတ်လေလာအောင်သူ့စိတ်ကိုလည်းတည်ငြိမ်အောင် စာပေနဲ့ဂီတပတ်လှည့်ပြီးဖြေရှာရတယ်။ကနောင်မင်းသားဟာ မြင်းကွန်းမင်းသားတွေလှုပ်ကြံလို့နှက်ရွာဆန်တဲ့အခါအလောင်းပြင်ထားရာနန်းရှင်ပြင်ကိုသွားကြည့်ပြီးလှိုင်းထိတ်ခေါင်တင်ဟာလင်းတဲ့အပေါ်အချစ်ကိုဖွင့်ဟရှာတယ်။လက်တန်းဆက်တဲ့လေးကျိုးနောက်ဆုံးအပိုင်ဖြစ်တဲ့ကြောင်းမခိုင်မပေါင်းပိုင်အခြေစိုက်တာကြောင့် နှစ်နှလုံးပြိုင်သေးကလိုက်ချင်ပေါ့တောင်းထိုက်ညာဘွားအချားပိုက်ဟာ ကနောင်မင်းသားကြီးအပေါ်ဘလောက်ချစ်တယ်ဆိုတာရင်ဖွင့်လိုက်တာပါပဲလိုင်းထိတ်ခေါင်တင် မေတော်မိဖုရားမမြလေးလဲချစ်သူလင်းတော်မောင်ဘယင်ကြီးစိန်ကားရဆက်မှုကိုပြည်လဲအောင်ကြပြဂီတနဲ့ဆွဲဆောင်ရင်းနောက်ဆုံးလင်းတော်မောင်ဘယင်ကြီးကွမျက်မှုကို ခံယူရတာတော့ ူနှလုံးသားကချစ်သမျှကိုပတ်ပြိုးဖွင့်ရပြီးဘီရင်ကြီးပေါ်ဘလောက်ချစ်တယ်ဆိုတာတိမ်မွေးစွာပြဆိုသွားကြပါတယ်။သူတို့အချစ်တွေဟာ ရှေ့တိုင်းအချစ်လို့ခေါ်မလား။မြန်မာအချစ်လို့ခေါ်ဆိုရမလားမပြောတတ်ဘူးမ။ထာယာနာတို့ခေကြတော့ကျမတို့တောင်လိုက်မမီတော့ဘူး။သူတို့အနောက်မှာလက်မထက်ပဲ အတူပေါင်းသင်းနေထိုင်ကြတဲ့ဒလေရှိနေကြပြီသူတို့တော်ဝင်မိသားစုမှလည်းတော်ဝင်ဆိုတဲ့ဂုံကိုရင်မဟုတ်ပါဘူးမိမအင်ဒရီထိမ့်သိမ့်မှုရှိခဲ့တယ်အခုမင်းသမီးအင်နီတို့မာဂရက်တို့ကို ပြောတာမဟုတ်ပါဘူးကျမမိမိကျမကို ပြောဘူးတယ်ဘာအထောက်အထားနဲ့ပြောတယ်လို့တော့ကျမမသိဘူးအခုအဲလစ်ဘက်ဘရင်မကြီးရဲ့ အဖေဆိုရမှာပေါ့စက်ထမမြောက်ဂျော့ချ်ဘယင်ကြီးရဲ့မိဖုရားဟာမေရီမိဖုရားကြီးတဲ့ကျမလည်းမမိပေမဲ့စားတဲ့ဖတ်ဘူးပါတယ်သူတို့ဘိတ်သိပ်ပွဲဓာတ်ပုံမေမေပြလို့မြင်ဘူးတယ်အခုအဲလစ်ဘက်ဘယင်မထက်တောင်းချောသေးချက်တည်ရှိသေးတယ်သူ့မှာငယ်ကြီးရှိတယ်တဲ့စစ်ပွဲမှာတိုက်ရင်ချဆုံးသွားတာတဲ့နန်းတော်ထုံနှန်းစင်လာရ ဂျောဘီရင်မင်းမြတ်ကိုလက်ထပ်ရတာကိုစိတ်ထဲတော့မချစ်ဘူးဒါပေမဲ့မိဖုရားကြီးမေရီဟာတိတ်မိမပီတာတဲ့တဲ့လင်ကိုလည်းကိုယ်တိုင်ပြုစုစားတော့ဖွဲ့ရာတွေကိုလည်းစရော်ကဲနဲ့တင်လွှဲမထားဘူးကိုယ်တိုင်စီမံပြီးလင်တော်မောင်ကိုပြုစုတယ်လို့မေမီကပြောဘူးတယ်အဲ့ဒီဂျောဘီရင်ကြီးဟာတိတ်စီကန်းကြည့်ပြီးအိဒရီကြီးတယ်ဘီရင်ကြီးပေါ်မှာငါမချစ်ပဲယူရတယ်လို့ မေရီမီဗျာကြီးဟာလင်းသေးကိုဖမ်းမတိုက်ဘူးဆိုရမှာပေါ့နော်လင်းလိမ်မမာနဲ့သူ့ဘဝကိုထိမ့်သိမ့်သွားတယ်ကျမဘီရီမာတော့ကဥရောပရာဇဝင်တင်တော့ကလည်းကတိကတော်များစင်က လက်ချပေးတာနားထောင်ရတယ်ဗီတိုရီယာဘီရီမာကြီးဟာဘီရီမာမလို့မာနာကြီးတယ်မထင်နဲ့တဲ့လင်းတော်မောင်အဲလီအဘမင်းသားကြီးကြတော့သူကချော်ရတယ်တဲ့ မြေမာကြီးနဲ့ကျင်ရော်ကတခန်းစီအိတ်တာကိုကျင်ရော်ဘာစိတ်ကောက်တယ်မသိဘူးအဆောင်တော်မကူတော့ဗစ်တိုရီယာမြေမာကြီးကကျင်ရော်ခန်းသွားရတယ်တကားကိုခောက်လိုက်တော့ဘသူလဲလို့အယ်ဘတ်မင်းသားကြီးကမေးတော့မောင်မောင်အချစ်လီလီဘတ်ပါလို့ဖြေရတယ်ဆိုပဲဒီတော့မှကျင်ရော်ကအလျှော့ပေးတယ်အော်ဘယင်မလဲလင်းနဲ့ကြာချော့ရတာပဲ အခုအဲလိဇဘက်နှင့်ဘုရင်မကြီးတောင်မှအင်ဒင်ဘာရာမျိုးသားကြီးကိုကျင်ရတော်အဖြစ်နဲ့နန်းတက်ရတယ်။တခါကအိမ်ထောင်ကြီးဘာလူလူတည်င်းကြရတယ်။အင်ဒင်ဘာရာမျိုးသားကြီးကစိတ်ကောက်ပြီးပြင်တိကန်းကြီးထွက်သွားလို့ဘုရင်မကြီးကိုယ်တိုင် လေရင်ပြန်နဲ့သွားခေါ်ပြီးချော့တယ်လေ။မောင်ကြီးကျမတို့မိမသားများရှိစားဘွားကသာအသာစီးရပေမဲ့လက်ထပ်ပြီးရင် အချော့ဘက်ကကြီးပဲနော်မောင်ကထင်ပါပဲအချစ်ဟာ ကြင်ကြံပန်ပန်ရေးတက်တယ်လို့တကယ်ပါတမိုင်းကိုတင်ခဲ့ရစဉ်ကဆရာတွေကပြောတယ်တမိုင်းဘာသာရက်မှာပုံနှိပ်ထားတဲ့စာကြောင်းတွေထက် ပုံနှိပ်စာကြောင်းတွေကြားကမမြင်ရတဲ့စာကြောင်းတွေကပိုပြီးမှန်ကန်တတ်တယ်တဲ့အချစ်ပြောတာတွေမောင်မယုံမရှိနဲ့ခုခေတ်ကြတော့လေမောင်ပြောတာတွေ မောင်ရေးတာတွေမောင်ကိုရေးအရာသူတို့စီမှာအင်ထောင်ရေးမှာတစ္ဆာတရားဆိုတာနဲတယ်လက်မထက်ပဲလဲမောင်နဲ့အတူလာပြီးနေတဲ့အိုးရောအပြူရော မိမတွေတပုံကြီးဆိုလက်ထက်စင်ဖုံးကြီးရှိမှရုံးမြေကြအိုနာဂျိုကန်ပေါင်းပါမယ်တစ္ဆာဆိုပေမဲ့ဘာသာရေးအရာကွာတာမကွာတာယောက်ျားကလည်းတခြားမိမနဲ့ မိမကလည်းတခြားယောက်ျားနဲ့နှစ်ပါးသွားကြတာပဲတဲ့ဒူတာနာတော့ဆိုတာမရှိဘူးတဲ့မောင်ကတွဲကျင်တဲ့မိန်းကလေးကိုတွဲပြီးလူသည်မဖော်ဖော်တီတီရနေလေတော့အချစ်ကိုဘိုးတော်ဖရာခေထုံတန်းစင်လာကြီးကိုတရက်သေးစုပ်ကင်ထားသူတဲ့နိုင်ငံခြားသူတွေနဲ့တပုံစံတယ်တဲ့မောင်ဆိုလိုချင်တာက အချစ်ကိုအတုံးကြီးပေါ့ နိုင်ငံခြားရောက်မြန်မာအမျိုးသမီးတွေဆိုပေမဲ့တချို့ဖြစ်ပါလိမ့်မယ်။အားလုံးတော့တိမ်ကြုံမပြောပါနဲ့။မောင်ကတော်တော်ပါတယ်။မောင်ရလိုတဲ့ဘက်ကြတော့မင်းကလေးတွေအထင်းချုံမရှိလက်မထက်ပဲအတူနေတဲ့စနစ်ကိုခင်မိတယ်တဲ့။မောင်သမီးတွေကြတော့အမေရိကန်သားလူဖြူလူမဲတွေနဲ့ဒိတ်လုံးမှဆိုလို့မြမအချင်းချင်းကိုမိတ်ဆွေသားတွေနဲ့စောစောစီစီပေးစားလိုက်ရတယ်တဲ့။ မောင်တိတ်တော်တယ်။ကျမကတော့ခင်နောက်ကြတယ်ပဲပြောပြောကြောက်ခစ်ကလိုင်ကူကြီးထဲမှာအချစ်သွားနေလို့ပဲပြောပြောသွားနေဆိုသွားနေပါမယ်။ကိုချစ်လင်းအမဲလိုက်ရင်နောက်ကလေးများထမ်းလိုက်ပြီးကိုရမှာပေါ့။တလင်းကြမရစနစ်နဲ့ပဲချစ်ချစ်ခင်ခင်နေပါရစေ။ဝင်တာအောင်ပန်ကာအောင်ဆိုဖာကြီးပေါ်ထိုင်းမော်တော်ကားတဝီဝီစီး တွဲကျင်တဲ့သူနဲ့တွဲပြီးကာမဂုဏ်တွေ ခံစားလို့မဆုံးနဲ့ခင်မီတော့မောင်တို့လူနေမှုစနစ်ကြီးထဲမှာမနေပြရစေနဲ့မောင်ကမောင်ဟာပုထုစဉ်အင်ထောင်ကြီးမချမ်းမြေ့တဲ့အတွက်ရူဘီနဲ့ဖြစ်ခဲ့ကြတယ်အမေရိကမှာလည်းပုထုစဉ်တွေတဲ့လူမှန်သမျှပုထုစဉ်ပါကာမဂုဏ်ဆန္ဒဆိုတာလည်းရှိတာပဲချစ်မြတ်တာလည်းရှိတာပဲအမှန်တရားလည်းရှိတာပဲ ဒါပေမဲ့ဆရာတယောက်ကပြောဘူးတယ်လူနဲ့တရိတ်ဆန်ဘာกว่าလဲဆိုတော့လူကအမှားအမှန်အဆိုးအကောင်ဝေဖန်ပိုင်းခြားတဲ့စိတ်ရှိတယ်ဇာရိတ်ကြဆောင်စီမှုရှိတယ်အလှပကိုမျက်နှူတဲ့စိတ်ရှိတယ်တဲ့မောင်တို့ပြောတယ်လို့ပုထုဇဉ်မို့လို့ကာမဂုဏ်ခံစားမှုအပေါ်မှာ အမှားအမှန်ဝေဖန်ပိုင်းခြားမှုမရှိပဲလှုပ်ပေးရင်တရိတ်ဆန်နဲ့ဘာထူးတော့မလဲနှလုံးသားဆိုတာ အတော်မတန်ဆန္နာတွေနဲ့မုတ်တိတ်တတ်တာပဲဒါကိုအုံနောက်ကထိမ့်သိမ့်ရမှာပေါ့မအခုဖတ်ပြပေးခဲ့တာကတော့ဆ ्याम ကြီးခင်းနေယူရေးသားထားခဲ့တဲ့ပဝါတကန်းဆိုတဲ့မဂ္ဂဇင်းဝိတ္ထုရှီလေးရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်ရှင်။နောက်လာမယ့်အပိုင်း၃လေးကိုလည်းဆက်လက်စောင့်မျှော်နှာစင်ပေးကြပါဦးနော်။အပေးနှာစင်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။